ရအဟာရ၃မျိုးဆိုလေအဲ့ဒါလေးဆရာဟိုကဖတ်တာအဟာရပြတ်လို့သေးတယ်အဲအဲ့ဒါအဲ့ရလေးညာထားတာပြန်ပြီးအဲ့ဒါလေးခေါ်ပြီးတော့ဆရာအဲ့ဒါပြန်လာဟာဖတ်တာအာဟာရပေါ့နော်။ဒါမနောသစ္စာအာဟာရဆိုပြီးတော့အဲသုံးခုရှိပါတယ်။ဒုတိယကာရအာဟာရတော့ဒုတိယကာရအာဟာရတော့ လူလိနေတာပါပဲเนาะအဲကျွန်တော်ပါဇက်ကစားတဲ့အစားအာအဲ့ဒါမရှိရင်လဲဒီယုတ်ခန္ဓာကိုကြီးကသိနိုင်ပါလေအဲ့လိုပဲအဓိကတော့မနောအသက်ရှင်ဖို့ပေါ့မနောအသက်ရှင်ဖို့ကပုညနာအာရရဲ့ဖဒါအာရရဲ့စေဒနာအာရရဲ့အဲ့အာရသုံးခုအဓိကတော့မနောအာရပေါ့เนาะမနောအာရဆိုတာဘာလဲဆိုတော့မနောအာရရဲ့ဝิญနာအာရရဲ့အတူတူပါပဲအော်ဒီကျွန်တော်တို့ဒီဥပနာခန္ဓာကိုစားသုံးရမှာကျွန်တော်တို့စိတ်တွေကရှင်လန်းချမ်းမြေတာပါပြမလားเนาะ ပုဂ္ဂိုလ်ဆိုရင်ဆရာဦးတင်းညွန့်ဆိုရင်ဟောရအိဗန်တုံလေးလာမစိတ်ချမ်းသာလေတို့ချမ်းသာအိအိဗန်တုံဒီနေ့အိဗန်တုံလာဦးဆရာလားအဲဒီနေ့အိဗန်တုံလာခုနှစ်နာရီခုနှစ်နာရီကြီးလာသွားတာဆရာအဲ့ဒါဟုတ်လားခုနှစ်နာရီကြီးရှိနေတာဟုတ်ကဲ့ဆရာတာလီကပြောက်တော့အဲ့ဒါအဲ့ဒါကြောင့်မလို့အဲ့ဒီဥစ္စာကကျွန်တော်တို့ရဲ့ ပေါ့မနှောရဲ့ပျော်ရွှင်ချမ်းသာဖို့ဟာအဲဒီအာယုံမရှိကိုအရှိသာပြီးတော့နေမှကျွန်တော်တို့မနှောကလည်းတသံတရာလုံးကအဲ့လိုပဲနေလာတာဖြစ်ပါတယ်အဲ့လိုနေလာတာဖြစ်တဲ့အတွက်အဲ့ဒီမရှိတာကိုရှိလို့ပြီးတော့အဲ့ဒါပျော်ရွှင်တယ်မရှိတာရှိလို့ပြီးတော့မှဆင်းရဲတယ်မရှိတာရှိလို့ပြီးတော့မှဝမ်းနေတယ်ဝမ်းသာတယ်အဲ့ဒါတွေကကျွန်တော်တို့မနှောကအဲ့လိုပဲနေလာခဲ့တာအဲ့တော့ဝမ်းနေတာကိုလည်းဝမ်းသာတာကိုလည်းလူချင်းတယ်လို့ဝမ်းနေတာကိုလည်းပဲလူချင်းတာပဲ အဝမ်းနဲ့အစင်းရတော့လိုချင်တယ်ဆိုတော့ဟုတ်ပါမလားလို့ပြီးတဲ့အခါကျတော့ဘယ်သူမှဟာလာရေဝီရပြောရတော့စင်းရတာဘယ်သူမှမလိုချင်ဘူးချမ်းသာတာလည်းလိုချင်လို့ပြောတာဟုတ်ဘူးကျွန်တော်တို့ကစင်းရတာလည်းလိုချင်တယ်ချမ်းသာတာလည်းလိုချင်ဘာလို့လဲဆိုတော့ချမ်းသာကိုလိုချင်တဲ့ကောမစင်းရပါနဲ့လို့တားလို့ကိုမရတော့လို့ဟာအဲ့ဒါကိုကျွန်တော်တို့ဒီအရိယာကြီးတွေနဲ့ကျွန်တော်တို့ဘုဒ္ဓဆင်းနေနဲ့ဟာကွာနေတဲ့အချက်ကအဲ့ဒါပါပဲအဲ့တော့ကျွန်တော်တို့ဒီ ကျွန်တော်ဥမာအခုပြောခဲ့တဲ့ဒါလည်းအမတန်မှရွေးရှင်းတဲ့ဥမာပါပဲကြောင်မန်းစပိုက်ပြောလို့ဆိုတာဟလာဘာလို့အရှိထားပြီးပျော်တဲ့မွေဟာတေချာပေါ့သူပြင့်ကူပြတဲ့အခါမှာဆင်းရဲတော့မှာဖြစ်ပါတယ်။ဒါမလို့ဘာလို့အရှိထားပြီးပျော်တဲ့အလေအထနဲ့နေတာကိုဘုရားရိယာတော့မကြိုက်ပါဘူးဟလာဘာကြောင့်မကြိုက်လဲဆိုတော့ဟလာတို့ဒီဟာလို့ရင်ဟလာဒီအကျိုးဆက်ကဒီလိုခံစားရမယ်ဆိုတာကိုသူက နိုင်ရှင်ပြသွားတာဖြစ်ပါတယ်။အခုတော့ရှိတာပေါ့ကျွန်တော်တို့ကတော့အခုမိကန်တဲ့ခါကျတော့ကလေးကန်တာတော့မဟုတ်တော့ဘူး။ဘာလို့ဆိုတော့ကျွန်တော်တို့အဝိဇ္ဇာမရှိတော့လို့သူဆရာကြီးကလေးကိုဖက်ထားပေးမယ်။နေဗန်ဒုံကြီးဆိုတော့လည်းအတိအရှိသေးတယ်ဆိုတယ်ဟုတ်တယ်မလား။အရင်တော့လည်းမီးတော့မီးပဲ။ဒါပေမဲ့အဝိဇ္ဇာနဲ့ကန်နေမီးတော့မဟုတ်တော့ဘူး။ဒါပေမဲ့မနှောကလည်းကျင်းတတ်တယ်အဲ့ဒါဟုတ်တော့တယ်နော်။ဒါမှလို့ဟိုအရိယာတွေကတော့ဒါမှမဟုတ်ဆွန့်သွားကြတာ။ဒါမှမဟုတ်ကျွန်တော်တို့ကအခုဟလာဟိုတပတ်ကကိုငယ်မီးလို့ကျွန်တော်ဖြေပြီးပြီ။ဒါကျွန်တော်တို့ကတန်တရာတွေက အသားရည်သမီးရည်ဇင်းမရရင်အတူနေဗံသွားတဲ့လမ်းကိုသွားနေကြတာဘူးဟဲ့လားမြည်ရည်မြည်ရည်နဲ့အတူနေဗံသွားခြင်းညာဟဲ့လားဒါရည်စွန့်ပြီးသွားရည်လမ်းမဟုတ်ဘူးเนาะဒါမှမဟုတ်အဲလမ်းကလည်းဖျားချင်းနှစ်သွေထားခဲ့တာဟဲ့လားအာဂရလမ်းနဲ့အနာဂရလမ်းအေအောင်တီဆောင်လူပောင်ဘွားရည်သားရည်သမီးရည်ဇီဝဥစ္စာရည်စွန့်ပြီးသွားတဲ့လမ်းကတလမ်းဟဲ့လားအေအောင်တီဆောင်လူပောင်ဘွားမစွန့်မဲ့သားရည်သမီးရည်ဇနီးရည်ဇီဝဥစ္စာရည်မစွန့်မဲ့သွားတဲ့လမ်းကတလမ်း တော့အာဂရလန်းနဲ့အနာဂရလန်းထားတယ်မှာကျွန်တော်တို့လူသားတွေအတွက်ကန့်ညီတာကတော့အာဂရလန်းကပဲတင့်လျော်ပါတယ်အာဂရလန်းကပြစ္ဆာတွေသိပြီးသွားကြတဲ့အခါမှာအဲ့ဒါဒီဥပါရံကျုပ်တဲ့နိဗ္ဗာန်ကျိုးငါသာလင်းအဲ့ဒါကမြည်သူမစုံငါ့ဓမ္မနိဂံမြင်ကြရပါတယ်ဆိုတော့ကျွန်တော်တို့ကဥပဒံချုပ်ပြီးတော့ဟလာဥပဒံချုပ်ပြီးတော့မှကျွန်တော်တို့ကဟလာအဲ့ဒီအသိကိုသိသွားပြီဆိုရင် အတိမကွာတဲ့နောင်ခန္ဓာပါဥပါဒဏ်မဆွဲရင်နိဗ္ဗာန်ဝင်တာပါပဲအဲ့တော့သွားပြီးတော့ငါမဆွဲဘူးမဆွဲဘူးလို့လို့မရဘူးလေလာဥပါဒဏ်ခန္ဓာအာယုံအစဉ်သုံးညဆိုတာဥပါဒဏ်ချုပ်သွားတယ်အဲ့တော့ဥပါဒဏ်ချုပ်ပြီးသားဖြစ်တဲ့တွေ့အဲ့ဒါတည်ဆွဲပါဆိုတော့မဆွဲတော့ဘူးဒါပြင်ဥပါဒဏ်မဆွဲတာပြမဟုတ်ဘူးလေဆွဲရမရှိဘူးလို့သိသွားပြီးတော့မှအဲ့ဒါမဟုတ်ချက်မသွေအဖို့နိဗ္ဗာန်ရောက်မယ်သာသနာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့ဒါမဟုတ်ဆရာဘယ်အဲ့ sorry ကြားရှင်ကိုယ်တိုင်က ငါနဲ့တော့မီးသူမစို့ငါဓမ္မအနိကံကြီးကျင့်ကြတယ်ဥပါဒံချုပ်ရင်တော်ပြီဆိုပြီးသူကပြောခဲ့တာအဲဒါပဲလမ်းတွေလဲဆိုတော့အာဃာရလမ်းတွေပါအိယာဒီတောင်းဒါရီသမီးတွေမီးတွေမြစ်တွေဥစ္စာပစ္စည်းတွေမစွန့်မဲနဲ့ဟလာမဘုံနေမှာရောက်တဲ့လမ်းကိုဖျားရှင်ကချပေးခဲ့တာဖြစ်ပါတယ်အခုကျတော့ကျွန်တော်တို့ကအာဃာရလမ်းနဲ့လိုက်နေကြတာအာဃာရလမ်းဆိုတော့ဒါရီစွန့်အောင်မယ်သမီးတွေစွန့်အောင်မယ်ဥစ္စာတွေစွန့်အောင်မယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေစွန့်အောင်မယ်သင်္ကန်းသုံးတယ်အဲဒီတစ်လုံးနဲ့သွားအောင်အဲ့ဒါက ဲ့လားဆွပြီးသွားတဲ့လမ်းအနာဂတ်လမ်းခေါ်တဲ့ရဟန်းလမ်းပေါ့နော်ဒါပေမဲ့ဘယ်လမ်းကသွားသွားသစ္စာမသိရင်ရောက်ကိုမရောက်ဘူးဟုတ်လားဒါအောင်လို့သစ္စာသိဖို့သာလိုရင်းပဲအနာဂတ်လမ်းသွားလို့သစ္စာသိမှဖရမန္တရာနာငါဒီနေ့မှရောက်မှာအဆုံးဖြတ်ကတော့ဒါပဲဒါအောင်လို့အိဒါရီမိများပင်ကွဲစီကံမှုကမ္မဋ္ဌာန်းဤမိများပင်ကွဲစီကံမှုတေလောင်းအထုတ်ကအထုတ်စီကံမှုပုဂ္ဂိုလ်တော်မျိုးလို့မသိရင်ပဲမလို့ဘုရားမလားဥပနာကနာမသိရင်အပေမလို့ဒိဋ္ဌိမပြုတ် အဲဥပနာကနာကိုအစဉ်သုံးရပါလို့ဟလာမသိဘူးဆိုရင်တန်ခါရောက်မှာမရှိဘူးအဲဆိုဟလာသဒ္ဓမောဆရာဖျားကြီး ਨੇ တဲငုဆရာဖျားကြီးအဆုံးဖြတ်မှာအရင်တုန်းကသဒ္ဓမောဆရာဖျားကြီးကတဲငုဆရာဖျားကြီးမှာသွားပြီးတော့ရဟနာဖြစ်မဖြစ်ကိုအစ်ခံလာကျွန်တော်ခဏခဏပြောပါတယ်နောက်ဆုံးတော့ရဟနာဖြစ်လားမဖြစ်လားစစ်စစ်ပေးပါဆိုပြီးတော့မှတဲငုဆရာဖျားကြီး ਨੇ သူ့တပည့်တွေအယောက်20လောက်ပေါ့နော်အလောက်ဝင်ကျွန်တော်ရှိမတင်ပါလေခံမှန်းတာပေါ့အဲ့ဒါ ကျွန်တော်ဆရာကြီးမှာသွားပြီးတော့မှရမ်းလာဖြစ်ဖြစ်ကိုစစ်စစ်ခံရတယ်။စစ်စစ်ခံရတဲ့အခါမှာကျွန်တော်တို့တော့နားထောင်ကစားကဘာယူရလို့ဘာရီစစ်နေမှန်းလည်းမသိဘူး။ကျွန်တော်တို့ထင်တာကဘာလဲဆိုတော့ဖြစ်ဖြစ်ဘယ်နှချိန်ဆုံးခဲ့လဲဟလားအဲဘယ်ဇွန်လဆရာကြီးလို့ပေါ့ဟလားရမ်းဝစ်ပြီးတော့ဘယ်နှလမှာပရမန်ဖြစ်တယ်။နောက်ဘယ်နှလမှာတရာဂန်ဖြစ်တယ်ဘယ်နှလမှာဖြစ်ဖြစ်ဆုံးပြီးတော့အနာဂန်ဖြစ်တယ်နောက်ဆုံးလေးလနဲ့သူရမ်းလာဖြစ်သွားတယ်ဆိုတော့အမှတ်တမ်းတွေဒီလိုပဲကျွန်တော်တို့ကရမ်းလာဖြစ်တာကိုနားလည်ထားတာသတိပြန်လိုက်မှာသွားတော့အဲ့တော့ တိယကဘယ်လာရီဘယ်ရက်ဒီမှာဆုံးတယ်ဒုတိယမက်ကဘယ်လာရီဘယ်ရက်ဒီမှာဆုံးတယ်တတိယမက်ကဘယ်လာရီဘယ်ရက်ဒီမှာဆုံးတယ်ဒီလိုမှတ်တမ်းတွေပဲပြောမယ်ထင်တာအဟုတ်ပါဘူးလုံးဝ။ဟောမေးရမေးကွန်းအရှင်းရှင်းလေးပဲနော်။ဗာမေးလဲဆိုတော့မင်းဇာတိဖြစ်မှာကြောက်သေးလားကွာ။အရင်တော့ကကြောက်ပါတယ်ဗျာလေ။ဟာမင်းအရင်တော့ကမေးတာဟုတ်ဘူးကွာလေအခုမေးတာလေ။အဲဒါဖြစ်လို့ရင်အခုတော့မကြောက်တော့ဘူးဗျာလေ။အဲမင်းဇာတိဘာလို့မကြောက်တာလဲ။ဇာတိအစဉ်မရှိဘူးသိလို့ပါ။ ကောင်းပြီဒါဖြင့်ဇာတိအစဉ်မရှိဘူးမင်းကသိတယ်လို့ပြောရကြဇာတိဆိုတာမင်းကဘယ်ဟာပြောတာတော့ဟောမရှိတာအရှိတာလားဇာတိပါဗျာအာယုံယုံနဲ့မရှိတာအရှိတာလားဇာတိပါအဲ့တော့တိတ်กว่าငါကျင်တ်ပါတယ်ဘယ်လိုမေးရင်လားမေးလေးလေးချက်တည်းပဲစစ်ပါတယ်ဇာတိသီလဇာတိဖြစ်ကြောင်းသီလနော်ဇာတိအစဉ်မရှိတာသီလား ်တော့အဲ့တော့ဒီကဇာတိကဘာသစ္စာလဲဒုက္ခသစ္စာဇာတိဖြစ်ကြောင်းကဘာလဲမရှိဘူးအရှိထားတာဇာတိဖြစ်ကြောင်းသူဇာတိဘာကြောင့်မသူမကြောက်တော့ဇာတိအစင်မရှိဘူးသိလို့ပါဒီဘောဓသစ္စာအဲ့တော့တဲငူစရာဇာတိဆိုတာတကယ်ကို21လဟုတ်လား21လထမင်းစားရေမတော်ပဲငုတ်တို့ထိုင်နေတယ်လို့တော်ပြောခဲ့တာပါသူ့လောက်ဘယ်သူမှမထိုင်နိုင်ပါဘူးအဲ့လိုထိုင်နိုင်တဲ့21လထိုင်နိုင်တဲ့ပုဂ္ဂိုလ်ကြီးတော်မှာ ရဟနာဖြစ်မဖြစ်ကိုစစ်ဆေးတဲ့အခါမှာဘာနဲ့စစ်ဆေးလဲဆိုတော့သစ္စာအတိမတိနဲ့ပဲစစ်ဆေးတာဖြစ်ပါတယ်။အသစ္စာကိုပြောပြနိုင်တဲ့အခါမှာပဲအဲဆရာတော်ဘုရားကြီးကအေးကွာငါကျင့်နေပါတယ်ပြန်နာဖောင်ကြည့်ပါဦးဘောတယ်။နော်ဒါမှမဟုတ်ကြိုက်တဲ့လမ်းကအထုတ်ပါကြိုက်တဲ့နီးနဲ့အထုတ်ပါဟလာအမတ္တမပြင်းထန်တဲ့ဝိရိယတွေဇွဲလုံးနဲ့အထုတ်ပါသို့တော့သစ္စာမသိရင်တော့ အလူရင်းတဲ့ခီးကိုမပေါက်နိုင်ပါဘူးမရောက်နိုင်ပါဘူးအဲ့တော့အဓိကပါလဲဆိုတော့သစ္စာတိပုသာဖြစ်ပါတယ်အခုကျွန်တော်တို့လမ်းကတော့တက်တာတယ်အတ္တပရိသကသစ္စာတရားတွေကိုပြောပြလိုက်တယ်ကိုယ်တိုင်လည်းနားလည်ကုန်ရသွားတယ်ဒါပေမဲ့အဲ့ဒါတွေတံပိုးထားကြပါအဲ့ဒါတွေကိုကျွန်တော်တို့ကဟလာတရားတရားနဲ့လုံယောက်ချင်တဲ့စာရတွေနဲ့တတ်နိုင်သလောက်အဘနသမန္တိထာနဲ့သွားကြမယ်ဆိုရင်တော့ net shine နဲ့ဟလာသဘောသဘာဝတွေအဲ့ဒါတွေကိုအများအများကြီးခံစားရမှာဖြစ်ပါတယ်သဘောတရားเนาะဒါမှမဟုတ်အဲဝိညာဏကအဲ့ဒါ ဝิญနာအာရဆိုတာလည်းပါတယ်ဥမနဲ့ခန္ဓာကိုအရှိထားပြီးတော့နှစ်သက်တာပါပဲမနောကလည်းကျွန်တော်တို့အခုအဲ့ဒါအဘဥဒ္ဓတန်ဥဒ္ဓတန်မေးတဲ့မေးခွန်းထဲမှာလည်းကျွန်တော်ဒိဗံချမ်းသာတယ်ဘယ်လိုနေရမလဲဆရာအကြာကြာမနေနိုင်ဘူးဆိုလူတိုင်းမှာဖြစ်နေတဲ့ပြဿနာပါပဲအဲ့တော့ကြာကြာမနေလို့လဲဆိုတော့ကျွန်တော်တို့ကဒီယုံ난တွေကိုအရှိထားပြီးတော့နှစ်သက်နှစ်သက်ပြီးတော့ကျွန်တော်တို့ဒီကြိုက်တဲ့အရာတွေမှာအရှိထားပြီးတွဲနေတဲ့လမ်းကြောင်းမှာပဲကျွန်တော်မနှောကပြောပါရယ်ဟလာသူ့ မရှိဘူးလို့သိပြီးတော့မှမရှိရတဲ့နေခိုင်းရင်သူကမပြောတော့ဘူးသဘောတရားเนาะဒါကြောင့်မလို့အာဖဒအာရမနောဒိသအာရစေဒနာအာရလဲခေါ်ရဘူးဟုတ်လားမြည်လေးပါဆိုရှိထားတဲ့နိဗ္ဗာန်တုံးလေးအဲ့ဒါလေးကိုချစ်နေရတာဒါစေဒနာအာရခေါ်ရပေါ့နဲဒါပေမဲ့အဲ့စေဒနာလေးကနိဗ္ဗာန်တုံးလေးဆိုတော့နည်းနည်းလွတ်သွားပြန်တာပါဘာကြီးအဲ့တော့အာရလဲအာရလဲခံစားရင်နိဗ္ဗာန်ချမ်းသာလဲခံစားရင်နဲ့ဟုတ်လားနိဗ္ဗာန်ခီကိုသွားမယ်လမ်းကတော့ ဟလားဘုနာပြောတယ်အဂရလန်ဖြစ်ပါတယ်အနာဂရလန်မဟုတ်ပါဘူးဒါမလို့လူတိုင်းလူတိုင်းကဒီနေ့နိဗ္ဗာန်ချမ်းသာနေဖို့ခက်ခဲနေတာတခြားမဟုတ်ပါဘူးဥပနိုင်ခန္ဓာနဲ့အရှိထားပြီးနေခြင်းနဲ့ဆန္ဒတွေကများနေတဲ့အတွက်ကြောင့်မလို့ဟလားဒီဥပနိုင်ခန္ဓာတွေရဲ့မရှိတာနဲ့ဒုက္ခငြိမ်းတာနဲ့နေဖို့အတွက်ကြတော့ကျွန်တော်တို့ခုနကကျွန်တော်ပြောသလိုပဲကလေးတယောက်ကိုမိုက်ပုံနဲ့မှချတယ်ဟလားမစတင်လက်ကင်မှာပဲဟလားကျွန်တော်တို့ဒီ အမိုက်တွေလည်းကင်မာပဲပုံမရှိတဲ့ဟာလည်းကင်မာပဲအဲ့ဒါမကင်မာတဲ့လူကြီးကပြောလည်းမရဘူးအဲ့ဒါတားရင်ငိုမှာပဲသဘောတည်းဒီသဘောအတိုင်းမှာပဲကျွန်တော်တို့မနှုတ်ဝင်ကြငါကလေးလိုပဲအဲ့ဒါအာယုံမပေါ်တဲ့ကျောင်းရည်တွေကိုမစင်ကြတဲ့ဟာတွေကိုအရှိသားပြီးသူကင်မာပဲအဲ့ဒါမှအဲ့ဒါတွေကိုကျွန်တော်တို့သတိနဲ့လွှတ်ချမှဆိုလို့ရှိရင်သူကမတော့မကြိုက်ဘူးသဘောတည်းကနော်အဲ့ဒါဘာဖြစ်လဲဆိုတော့ဒီကလေးမှာဟလာကျွန်တော်တို့ဒီအမှန်တရားကိုသိနိုင်တဲ့ဟလာတန်ရှင်းတာနဲ့နေတဲ့ဥစ္စာနည်းသေးတာပေါ့ဒါကြောင့်မလို့ဘုရားရှင်က တန်ရှင်းတာစင်ကြယ်တာနဲ့နေပါဒုက္ခကင်းတဲ့နေရာမှာနေပါအဲ့လိုနေခြင်းဟာဘုရားရှင်ရဲ့တတဝတိုင်းပေါ်မှာသူ့ရဲ့တောကတိုင်းပေါ်မှာအာထားခဲ့တဲ့စေတနာဖြစ်ပါတယ်အဲ့တော့အဝိညာဉ်အာဟာရနဲ့အနောအာဟာရနဲ့လည်းနေတော့နေပေါ့ဒါပေမဲ့အခုနပြောလို့အနာအာဂရလန်ကသွားတာဖြစ်တဲ့အတွက်နေမှာပဲနေပေမဲ့အနောက်ကသတိထားပြီးတော့သတိလေးကပ်ပြီးတော့နေမယ်ဆိုရင်တော့အဲဒိဗ္ဗံဒုံလေးဆိုရင်တော့ချမ်းသာရရမှာပါ